တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာရှင်မန်းကျန်အောင်မြင်မယ်ဘဝချင်းတွေတိုးတက်မယ်ရတ္တန်တွေလှုပ်တွေပြန်လည်ဆက်တည်နိုင်မယ်ဘဝအစစ်အောင်မြင်တိုးတက်မှုရှိမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်ကိုရရှိမယ်ပေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။တရက်နေ့မှာလုံသမရွေသမအောင်မြင်ခြင်းတွေ့တဲ့ခြင်းတွေရှိတယ်။နှစ်ရက်နေ့မှာကုတ်ကိစ္စသမက လုပ်ဖို့ကိစ္စပူတွေထုံမယ်။သုံးရက်နေ့အဲ့ဒီနေ့က ငွေကြေးကံလက်လာပါကံကောင်းတဲ့တဏှသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာပိုက်ဆံတို့ကိုရင်မွေးဖြန်းပြီးတော့သူနဲ့ဆောင်ပေးပါ။၄နှစ်မှာခยีကံကောင်းမယ်အပြောင်းလဲကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွဲမယ်။၅ရက်နှစ်မှာပစ္စည်းပြောက်တတ်တယ်ရန်တက်ခံနေရှင်ပြီးလောက်ရတတ်တယ်။၆ရက်နှစ်ကတော့ရာရာကောင်းခြင်းကံကြမ္မာနဲ့တွတ်ထည့်ခြင်းရှိမယ်။သတင်းကြလာပြည့်နေနဲ့ တနည်းလားတိုက်ဆိုင်နေနေလေဖြစ်တယ်။ဘုရားနေကစားနေ့ရက်ဖြစ်ပါတယ်။ခုနှစ်နေ့မှာတော့အသွာလာနေတိုင်းကျူးဆိုင်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်။ရန်တိုက်ခဏ်နေဖြစ်တတ်တယ်၊စိမ့်အောင်ရှိတဲ့ဖြစ်တတ်တယ်။တပတ်တာအတွင်းမှာကြာသာပတိနေ့ဗုဒ္ဓနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းလားနေ့သောကြာနေ့မွေးသူများကြောင့်စိမ့်အောင်ရှိတဲ့တွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင်အနီရောင်တို့ကိုသုံးပေးပါ။ နံပါတ်369အကျိုးပေးတဲ့ကဏ္ဍအဖြစ်သုံးဆွဲနိုင်ပါတယ်။ပန်းရောက်နှင်းစီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆူတောင်းမှာထူးခြားစွာကောင်းခြင်းကံနဲ့ကျိုးပေးခြင်းများ ဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတည်ပါတယ်။